မင်္ဂလာပါမျိုးတွေကျွန်မမကုတ်တုမှာသေးပါရှင်ဒီနေ့နောက်25ခုနှစ်မတ်လ26ရက်နေ့ဖြစ်ပါတယ်နေပြည်တော်သိမ့်မယ်ဆိုတဲ့အဖွဲ့တွေတနင်္ဂနွေလုံးမှာသူတို့ဘက်ကနိုင်ပြီးတော့စစ်တပ်ကတက်ပြက်နေပြီဆိုတဲ့အဖွဲ့တွေနော်မန္တလေးကိုဒီနေ့သိမ့်မယ်မနေ့ပြန်သိမ့်မယ်ရွှေပြည်သူစစ်စင်ရင်နဲ့သိမ့်မယ်နန်းထရောင်စစ်စင်ရင်နဲ့သိမ့်မယ်ရှမ်းမန်းစစ်စင်ရင်နဲ့သိမ့်မယ်ဆိုတဲ့အဖွဲ့တွေမနေ့က260ပြည်တက်မတော်နေ့ခန်းနာကိုသူတို့လာပြီးတိုက်တာတွေ့မကြသေးလားမြောက်သုံးကောင်တဲ့ PDF တွေ တနင်္ဂနွေလုံးမှာသူတို့နိုင်နေပြီးတော့စစ်တပ်မှာကစစ်သားတောင်တိုက်စီရစစ်သားမရှိတော့ဘူးဆိုတဲ့အဖွဲ့တွေမြဝတီကအဓိကမဟုတ်ပါဘူးနေပြီးတော့ကိုသိမ့်မူကအဓိကပါဆိုတဲ့ KNU ကစော်တော်နီတို့အဖွဲ့တွေမိစ္ဆာနီကုံဖာပုံဒရုန်းဆိုပြီးမင်းကိုနိုင်တို့မြှောက်ပြီးခဲ့တဲ့အဖွဲ့တွေဖရွယ်ဝင်းဒရုန်းတပ်ဖွဲ့နဲ့မြန်မာတပ်မတော်ကြီးကိုစစ်ကောင်စီကိုသူတို့ကအမြင့်ပြည့်ချေမုန်းတော့မယ်တော်လန်ကြီးကအပီးနိုင်နေပြီးငါတို့နိုင်ကိုနိုင်နေပြီဆိုတဲ့အဖွဲ့တွေ နေပြီးတော့မှတက်မတော်လေးအခမ်းအနားကိုနော်ကျွန်တော်တို့တက်မတော်ခေါင်းဆောင်လေးခေဆက်တဲ့နိုင်ငံတော်ကိုထမ်းဆောင်ခဲ့တဲ့ခေါင်းဆောင်လေးတက်ရောက်တဲ့အခမ်းအနားကိုအနားတော်ကက်ခွင့်ရရဲ့လားလို့ကျွန်တော်မေးချင်တယ်နော်စီရေးပြခမ်းအနားကနေပြီးတော့မှလောက်တာကိုသူတို့နေပြီးတော့ဟိုအနားတော်ကက်လို့မရဘူးသူတို့ဝါတိုင်းတက်နေတာမှားနေတယ်စစ်တပ်မှာကစစ်အင်အားတွေရောလက်နက်အင်အားတွေအပြည့်အဝရှိနေတယ်ဆိုတာကိုဖုံးကွယ်ချင်တဲ့အတွက်လူထုကိုအာယုံလွှဲအောင်သူတို့ပါသွားလို့လေမန္တလေးမြို့လေကောင်မှာ လုံချုံရေးဘန်ကလေးတွေရှိရရက်ွက်တွေထဲမှာလုံချုံရေးဘန်ကကိုလက်ပြပုံးနဲ့ပြက်ပေါက်တယ်ဟာသူတို့ကစစ်တပ်ကတပ်မတော်နေခန္ဓာချင်းမနေတဲ့အချိန်မှာနေပြီးတော့မှာတဲ့စစ်တပ်ကတပ်မတော်နေခန္ဓာချင်းမနေတဲ့အချိန်မှာတဲ့ကျွန်တော်တို့ PDF တွေတော်လိုင်းတစ်ဖွဲ့တွေကမန္တလေးမြို့ပေါ်မှာရှိတဲ့လုံချုံရေးဘန်ကကိုလက်ပြပုံးနဲ့ပြက်ပေါက်နိုင်ခဲ့ပါတယ်သူတို့ဒီလိုဝါဒမိုက်တိုက်ပြီးတော့အာယုံလွှဲကြတယ်။ရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာ PDF တွေကဆစ်ဆီးနေပါတယ်။ အမှန်တကယ်တော့တို့ရန်ကုန်ကိုလည်းမသိမ့်နိုင်မင်းလေးကိုလည်းမသိမ့်နိုင်နေပြီးတော့လည်းအနာကိုမကတ်နိုင်အခု2025ရောက်တဲ့အထိတို့ဘဝဟာခြုံကိုပြီးတော့ချောင်းပစ်ပြီးတော့ပစ်ပြီးကြောက်ကြအဆင်ကနေမပိုတာကိုဖုံးကွယ်ခြင်းတဲ့အတွက်မသိရင်ဒီရန်ကုန်မင်းလေးလေးမြန်လန်းကြီးကိုပဲတို့ထိန်းချုပ်ထားတဲ့ပုံစံမျိုးဖြစ်အောင်ねလူတုကိုအမြင်မှအောင်မျောလင့်ရအမှားတွေပြီးနေကြတယ်ဒီမှာလည်းပဲပြီးပြီးဝရန်ပြီး online အချောင်းအနူကြီးဒုက္ခတဲ့အဖွဲ့က ်နိုင်ငံတကာမှာဒုက္ခသည်ပြခံယူလာတဲ့ဒုက္ခသည်အခွဲကစာထုတ်တယ်မကြမီကာလမှာတဲ့ပြည်သူတွေအားလုံးအောင်ပွဲဆင်နိုင်တော့မည်ဖြစ်ပါတာနော်မကြမီကာလမှာပြည်သူတွေအားလုံးအောင်ပွဲဆင်နိုင်တော့မယ်ဖြစ်ပါတယ်ဆိုတော့အဲ့ဒီမကြမီကာလဆိုတာနောက်10နှစ်ကိုပြောတာလားအခု6နှစ်နောက်10နှစ်ပေါင်း14နှစ်မျိုးဆက်တစ်ခုအနာကပျောက်စီးပြီးတော့အနာကတွေပျောက်သွားတဲ့အကာလကိုပြောရတာလား ဗြဟ္မပြောတာကဒေါ်လာရင်းကို2020နဲ့နှစ်မှာပဲအပြီးတိုက်မယ်နှစ်နှစ်နဲ့အပြီးတိုက်မယ်2023ကိုအကူမခံဘူး2023မတိုင်ခင်မြန်မာတိုင်းနိုင်ငံလုံးမှာစစ်အာဏာရှင်စနစ်ကိုတော်လှန်ပြီးတိုင်းနိုင်ငံလုံးကိုသူတို့သိမ်းမယ်လို့သူတို့ပြောတယ်အခု2025ရောက်တဲ့အခါကျတော့မကြမီကာလမှာပြည်သူတွေအားလုံးတိုင်းနိုင်ငံလုံးမှာအောင်ပွဲဆင်နိုင်တော့မယ်ဆိုတော့အဲ့ဒီမကြမီကာလဆိုတာနောက်10နှစ်ကိုပြောတာလားနော်မြမတပြီလုံးမီးလောင်ပြကြပြီပြည်သူတွေအကုန်လုံးကိုစစ်ရဲထိုင်ကြောင် ဒုက္ခတဲ့ဘဝမြန်မာနိုင်ငံဟာနလန်မထုံနိုင်တော့တဲ့နိုင်ငံမြန်မာနိုင်ငံအကြရှုံးနိုင်ငံဖြစ်တော့မယ်အခြေအနေကိုပြောတာလားလို့ကျွန်မမေးချင်တယ်။ဆိုတော့တစ်ဆက်ထဲမှာပဲတော်လန်ရေးမိခံပြီးတော့အာနာရှင်ဝါဒကျင်းသုံးနေကြပြီးတော့တော်လန်ရေးမိခံပြီးတော့စစ်အာနာရှင်ကိုတိုက်ထုတ်ပါတယ်ဆိုပြီးအာနာရှင်တဲ့စိုးနေတဲ့ PDF တွေအဲ့ဒါပါလဲဆိုတော့ကြောက်စင်ခရိုင်တရင်သုံးဆိုတဲ့ PDF အဖွဲ့မှာစီရီယယ်တူနာပြီးကိုရင်းမောင်းအောင်ဆိုတဲ့အမျိုးသမီးကိုသူတို့ PDF အဖွဲ့ကနေပြီးတော့ဒီအမျိုးသမီးကကျွန်တော်အဲ တော်လိုင်းရေးကိုတော့ကျွန်တော်ကျမဆက်ပြီးလုပ်ပါမယ်လောလောဆယ် DPDF ဖွဲ့ကနှုတ်ထွက်ပါတယ်ဆိုပြီးနှုတ်ထွက်စာတင်လို့အဲ့ဒီမိမကို CDN သူနာပြုဆရာမကိုကျောင်းဆက်ခရိုင်တိုက်ရင်တုံတိုက်ရင်မှုကလူမြင်ကွင်းမှာကြိမ်တန်ရိုက်ပြစ်ပေးနှိပ်ဆက်ပြီးတော့ယောက်ျားတွေနဲ့တခန်းနဲ့ထားပြီးတော့အချုပ်ချတယ်အချုပ်စခန်းမှာယောက်ျားတွေနဲ့တခန်းနဲ့ထားပြီးတော့၃ရက်နဲ့၃ညတိတိထားခဲ့တယ်ဒီလူသမီးကို ရှေ့မှာလည်းပဲကန့်ဘလူမှာဆိုရှိခဲ့เนาะ၁၀တန်းចောင်းသူမာလီចောင်းတက်လို့၁၀တန်းចောင်းသူမာလီကိုចောင်းတက်လို့ထလန်ဆိုပြီးဖမ်းပြီးတော့အချုပ်တဲထည့်တယ်ထည့်ပြီးတော့ចောက်ဆယ် sorry ကန့်ဘလူလွတ်တော်အမတ်အနတ်ဒီပါတီလွတ်တော်မဲ့မြင့်စော်ဦးเนาะပတုံလုံးခေါင်းဆောင်မြင့်စော်ဦးခေါ်ဦးမဲခေါင်ကတားမရပြုချင်တယ်မရရင်ပြုချင်တယ်အခုဆိုရင်အဲ့ဒီအမှုက2025ရောက်တဲ့အထိ ဖုံးကွယ်ပြီးတော့ဘူမတိကိုမတိနေပေါ်ကနေပိတ်တွေကိုပြရည်နဲ့ဝှက်ချပလိုက်တယ်အခုလည်းတဖန် CDN သူနာပြုဆရာမသူတို့ PDF အဖွဲ့ကနေထွက်ချိန်နဲ့ပြောလို့ဒီဆရာမကိုရိုက်နှက်တယ်ညှဉ်းပန်းနှိပ်စက်ပြီးတော့ယောက်ျားတွေနဲ့တခန်းနဲ့အကျဉ်းထောင်မှာထားတယ်ဆိုတော့ဘယ်လိုဘဝကိုစသိမ့်သွားမလဲခမရတို့ကိုယ်တိုင်ကအာနာရှင်ထက်ဆိုးတဲ့စစ်သွေးကြွတွေဖြစ်နေကြတယ်မဟုတ်ပါဘူးလို့ဘယ်သူညင်းမလဲမဟုတ်ပါဘူးလို့ညင်းနေတယ်ဆိုရင်အဲ့ဒီအမှုတွေကိုခမရတို့ဘယ်လိုစုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူလိုက်တယ်လဲကျွန်မမေးမယ် ရှေ့မှာအစောတော့အမှုက2021 2021မှာ အနုကြည်လောက်ကရမပင် PDF ဘိုးတန်မရိခေါ်တပီးအင်းဆရာတော်ဥတော်ပါကရဲ့အဖွဲကဘလက်တိုက် sorry hero တိုက်ကဆိုတဲ့ PDF အဖွဲကို PDF ချင်းချင်းပြန်ပြီးဖားစီပြီးတတ်လိုက်တယ်။အဲ့ဒီ PDF တွေကိုအားပေးနေတဲ့သူတို့ကိုအားပေးနေတဲ့ဒေသခံပြည်သူတွေကိုလည်းဒလန်ဆိုပြီးဖားစီတတ်လိုက်တယ်။အဲ့ဒီလိုမျိုးဘိုးတန်မရိခေါ်ရမပင် PDF အဖွဲက စစ်သွေးကြွဝါဒလက်နက်ကင်ပြီးပြည်သူကိုအနိုင်ကျင့်နေတဲ့အတွက်သခိုင်းတိုင်းမှာရှိတဲ့တခြားသော PD ရဲ့အဖွဲ့ပေါင်း63ဘွဲကနေပြီးတော့ NUG ကိုတိုင်စာပို့တယ်ဒီဘိုးတံမဏိဖွဲ့ကိုရေးယူပေးပါအပြစ်မဲ့ပြည်သူတွေကိုတက်ဖြဲ့နေပြီးတော့ဟီရိုတိုက်ကားဆိုတဲ့ PD ရဲ့ဖွဲ့ချင်းချင်းကိုကြီးနိုင်ငံချင်းလုံနေလို့အပြစ်ပြင်းရေးယူပါဆိုပြီးတော့ PD ရဲ့အဖွဲ့တွေကိုယ်တိုင်ကအနူးကြီးကိုတိုင်ခဲ့တာ2020တက်ထဲကဖြစ်ခဲ့တဲ့အမှု2025ရောက်ပြီ ခမရတို့အဲ့ဒီဘူတံမဏိတို့ပီတီရဲ့အဖွဲ့ကိုဘလို့စုံစမ်းစစ်ဆေးအပြစ်ပေးအေးယူလိုက်တယ်လေကျမမေးမယ်အဲ့ဒီလိုမျိုးခမရတို့ကြားထဲမှာပွင့်လင်းမြန်သာမှုမရှိဘဲနဲ့ကြီးနိုင်ငယ်ကြီးတော်တွင်ဥပဒေကျင့်သုံးနေတဲ့အတွက်ခမားတို့ဟာဒီမိုကရေစီအမိခံတော်လှန်ရေးအမိခံထားတဲ့စစ်သွေးကြွတွေဖြစ်တယ်အကြမ်းဖက်တွေဖြစ်တယ်လို့ကျမကစွပ်စွဲရခြင်းဖြစ်တယ်။နောက်တစ်ချက်မနေ့ကတမတော်နေ့မှာကျမတို့တမတော်နေ့နဲ့ ကျမ်းပါသမားတွေကိုအခုလိုမျိုးဒီမိုကရေစီအမြင်ခံထားတဲ့အကြောင်းပါသမားတွေကိုထိရောက်စွာနှိမ်နင်းနိုင်ပေမဲ့ပါတယ်ထိရောက်စွာနှိမ်နင်းနိုင်ခဲ့ပါတယ်ကျမတဲ့နေ့ဖတ်ပြရမယ်မင်းကင်းမျိုးနဲ့ဖက်ကက်ရွာမှာရှိတဲ့ PDF ဖွဲ့ကိုတက်မတော်ကနေပြီးတော့မနေ့မလ28ရက်နေ့လေးချောင်းကနေပုံစံတိုက်ခတ်ရှင်းလင်းခဲ့ပါတယ်အဲ့ဒီမင်းကင်းမျိုးနဲ့ဖက်ကက်ရွာမှာရှိတဲ့အရတားပြည်သူတွေက စစ်ဖြစ်ပြီဆိုတဲ့ကကန်နီဘက်ကိုထွက်ပြေးတန်းဆောင်သွားတာလက်ရှိမှာအဲ့ဒီမင်းကင်းမြို့နယ်ဖက်ကွက်ရွာမှာအရက်သားပြည်သူတွေမရှိဘဲနဲ့ PDF တွေသာရှိတယ် PDF တွေအကြောင်းဖတ်သမားတွေရှိတယ်နေရာကိုတပ်မတော်ကနေလီချောင်းကနေပြခတ်ရှင်းလင်းခဲ့ပါတယ်နောက်ထပ်ကဂန်ကောဂန်ကောမှာတပ်မတော်ကနေပြီးနေမင်းရှင်းလင်းရေးအတွက်စစ်ကြောင်းထိုးနေပါတယ်နေမင်းရှိလေးတဲ့စစ်ကြောင်ထိုးနေတာကိုပြည်ပြည်မိသားစုတွေမှာဗာပြောလဲဆိုတော့စစ်တပ်ကရဲ့ဂန်ကောမှာအရက်သားပြည်သူတွေကိုဖမ်းဆီးသွားတယ် တကယ်လို့များတက်မတော်ကကိုပြည်သူစစ်အချင်းချင်းပြန်ဖမ်းနေဆိုရင်စစ်တပ်ကသူတို့ပြူစောထီးတွေကိုသူတို့အချင်းချင်းပြန်ဖမ်းနေပါတယ်လို့ဝါဒဖန်ကြလိမ့်မယ်။အဲ့ဒီလိုမျိုးမဟုတ်ဖက်နဲ့အဲ့ဒီလိုမဟုတ်ဖက်နဲ့စစ်တပ်ကပြည်သူတွေကိုဖမ်းတယ်လို့ပြည်ဖြဲ့မိကြတွေမှာရေးကြရင်အဲ့ဒီပြည်သူဆိုတာက PDF တွေအဖွဲ့ဝင်နေတဲ့ PDF ကိုငွေကြေးလက်နဲ့ထောက်ပို့နေတဲ့အကြမ်းဖက်အာဘိဒိတာဖြစ်ပါတယ်။နောက်ထပ် မန္တလေးတိုင်းတောင်သားမြို့နယ်လှေကုန်းမရွာမှာရှိတဲ့စာသင်ကျောင်းလှေကုန်းမရွာစာသင်ကျောင်းကိုကပါယူပြီးတော့ကျေးရွာမှာရှိတဲ့စာသင်ကျောင်းတွေကလေးတငယ်တွေကိုလမ်းမပေါ်ဆွဲထုတ်စေတော်ပညာရေးအလိုမရှိဆိုပြီးကျောင်းမတက်နဲ့ကျောင်းထွက်ခိုင်းပြီးတော့စာသင်ကျောင်းတွေကိုအကျန်းဖက်စကန်သဘုံစကန်လုတ်တဲ့အတွက်တက်မတော်ကနေပြီးတော့ဆက်တက်လေချင်းနဲ့ထီရောက်စွာ ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဒါမှမကြောင်းမို့လို့တောင်သာမြို့နယ်လှဲကုန်းမရွာစာတင်ကျောင်းမှာအခြေပြုနေတဲ့ PD ရဲ့အဖွဲ့တွေတေချင်းစိုးနဲ့တေသွားတယ်လို့ကြားသိရပါတယ်နောက်ထပ်စလင်ကြီးစလင်ချင်းမြို့နယ်ထမ်းပူရွာဖုံးကြီးချောင်းကိုဖုံးကြီးချောင်းကိုတာတနာနေမီကို PD ရဲ့စကန်အကြက်ဖက်စကန်လုတ်ပြီးတော့တာတနာနေမီမှာအကြက်ဖက်မှုတွေလုတ်နေတဲ့ PD ရဲ့အကြက်ဖက်အဖွဲ့ကိုတက်မတော်ကနေပြီးတော့ဆက်တက်လေးချင်းနဲ့ ဘုံကျဲရှင်းလင်းခဲ့ပါတယ်။လက်ရှိမှာဆိုရင်ကျမတို့အညာစိတ်မျက်နှာမှာစက်တဲ့လေးသေးတွေနဲ့အောင်မြင်စွာစစ်စင်ရေးကိုဖော်ဆောင်နိုင်နေပါတယ်။ဒါကြောင့်မို့လို့တက်မတော်နေ့မှာကျမတို့တက်မတော်ကအောင်ပွဲဆင်ပြီးတော့ကျမ်းဖတ်သမားတွေကိုထိရောက်စွာနှိမ်နှင်းနေတယ်။ဒီနေရာမှာအဓိကပြောချင်တာကတက်မတော်ကအများသောအဖြစ်အညာကို PDF တွေကိုဖိဖိစီစီတအားနှိမ်နှင်းနေတာတွေ့တယ်။ကျမတို့ကျမတို့နိုင်ငံကိုချက်တဲ့လူတွေရှင်နေမှာအမလို့အမရဖြစ်တာကဘာကြောင့်နောက်ချိုးဒီကုတ်ခိုင် တက်လောင်တွေကိုကိုးကန့်တွေကို KIA ကိုအခုလိုမျိုးဖြည်းဖြည်းစစ်စစ်ဒီထက်ပိုပြီးထိထိရောက်ရောက်ဒီထက်ပိုပြီးတော့လူဝင်ရလက်နေရပြည့်ပြည့်စုံစုံနဲ့ထိုးစစ်မစင်တာလဲဆိုတဲ့အားမလို့အားမရတန်နေရှိတယ်။တကယ်လို့လက်ရှိစစ်ရေးဆိုတာနိုင်ငံရေးကနေတဆင်ပေါက်ဖွားလာတယ်ပြိပက္ခဖြစ်တယ်။ဒါကြောင့်မလို့အခုဖြစ်နေတဲ့ပြိပက္ခတွေရဲ့အဆုံးသက်တွေလေအဆုံးသက်တွေလည်းပဲနိုင်ငံရေးလမ်းကြောင်းကိုပြန်သွားရမယ်။ ါကြောင့်မို့လို့ကျမတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအီးရိုအီးရောအမိခံထားတဲ့အတွက်တိုင်းရင်သားအမိခံထားတဲ့အတွက်စီရဲ့အဆုံးတစ်ဖက်နိုင်ငံရေးနည်းလမ်းနဲ့တနည်းနည်းတစ်ချိန်ချိန်မှာကျမတို့တွေ့ဆုံဆွေးနွေးရလိမ့်မယ်။တိုင်းရင်းသားအမိခံထားတဲ့အီးအိုတွေနဲ့တွေ့ဆုံဆွေးနွေးနိုင်စရာအကြောင်းရှိပေမဲ့ဟိုမရောက်ဒီမရောက်ငမရောက်ငမချောက် PDF မိခင်အမှုကြီးမိခင်ရပ်ဖက်သမားတွေကတော့မြောက်တက်ကိုင်းလွတ်မဲ့အဖြစ်မျိုးကြောင်ရမှာဖြစ်တယ်။ဒါကြောင့်မလို့သူတို့ကိုယ်တိုင်ကသွေးကြွေးမှာဆွေးနွေးစရာမရှိလို့ကြွေးကြော်ခဲ့တာဖြစ်တဲ့အတွက်ကျမတို့ကလည်းသွေးနွေးစရာမလိုတဲ့အတွက်เนาะဒီအီးရဝအီးရဝအမိခင်တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ကကျမတို့ငြိမ်းချမ်းရေးကျမတို့ဖက်ဒရယ်ဒီမိုကရေစီဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးအတွက်တယောက်နဲ့တယောက်မှာနားလည်မှုအပြိုင်အလဲပေးယူတည်နဲ့နှိမ့်နိုင်နိုင်ပေမဲ့ ။ NGPDF ကိုတော့တွေ့ဆုံဆွေးနွေးစရာဘာကြောင့်မှမရှိတဲ့တော့အခုလိုမျိုးမြေလှပြီးတုတ်တယ်ရှင်းလင်းနေတာဖြစ်ပါတယ်။နောက်တဲ့သတင်းပုဒ်က AR တိုင်းလေးမျက်နှာ AR တိုင်းလေးမျက်နှာမှာတိုက်ပွဲတွေဖြစ်တဲ့အတွက်ဒေတာခန်နေထွေပြေးတေးချောင်နေရတာရှိတယ်။အဲ့ဒီမှာ AR တိုင်းလေးမျက်နှာမြို့နယ်မှာရှိတဲ့ကြေးရွာကရွာသုံးရွာသားတွေကို AA နဲ့ PDF ဖွဲ့တွေကလူသားတိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ ဒါကိုပဲပြည်ပြည့်မိတာတွေမှာကြတော့ဘလို့ကလင်ကကြစ်ပြောကြလဲဆိုရင်ပိုက်ပွဲချားမှာပိတ်မိနေတဲ့အယတားပြည်သူတွေကိုသူတို့အေးအေးကလွတ်မြောက်ရနေမြေကိုကယ်ထုတ်သွားပါတယ်ဆိုပြီးတော့ပြောင်းလင်းပြောင်းစားကလင်ကကြစ်ရေးကြတယ်အမှန်တကယ်တော့သူတို့ရဲ့သူတို့ရွာမှာအေးအေးချာချာနေနေတဲ့ပြည်သူတွေကိုစစ်ပွဲဖော်ဆောင်တဲ့အတွက်ပြည်သူတွေစစ်ကြောင်ဒုက္ခရောက်နေတဲ့ချိန်မှာလူသားတိုင်းဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်တယ်လက်ရှိမှာ ERI တိုင်းမှာ တဖြည်းဖြည်းနဲ့စစ်ပောင်ကျဲလာတယ်အဲ့ဒါဒီရှေ့မှာမကွေးငဖဲငဖဲမျိုးနဲ့နေရီကန်နေရီကန်ကိုတို့ဘလို့မျိုးရှားလိုက်ပြီးနေရီကန်စကန်းကိုတို့ဘလို့ရှားလိုက်ပြီးဝါးသားဖြန့်တယ်မကွေးမျိုးကိုတို့ငဖိုင်းမျိုးကိုရတော်မဲ့တို့ဝါဒဖြစ်တယ်။နောက်တစ်ခါကျတော့ကျမတို့ဒီဘက်ကညောင်ကျိုးနော်ညောင်ကျိုးကိုတို့ရပြီးအုတ်ချစ်ပင်ကိုတို့ဘလို့တိမ့်တော်မဲ့ဗရောင်းကိုဘလို့တိမ့်တော်မဲ့ပြေကားပဲကျမတို့ပြေရပဲမျိုးထဲမှာပိတ်မိနေတော်မဲ့ဆိုတဲ့ပုံစံမျိုးဝါဒဖြစ်တယ်။ အဲအဲ့ဒီလိုဘွာရဖြတ်မရတော့အခုတခါ ARD ကိုတခါဒုစစ်စင်တယ်ဒီအကွက်တွေကိုကြည့်မယ်ဆိုရင် ARD မကွေပြေကျမတို့ဘကိုးအဆက်ကိုဘာကြောင့်မရမကလမ်းကြောင်းထိုးပေါက်ရှာနေလဲဆိုရင်ရခိုင်အေးအေးအကြပ်ဖွဲ့တွေကသူတို့ရခိုင်ပြည်နယ်ထဲမှာ ပိတ်မိပြီးတော့တောက်စရာရေစားစရာစားစာနဲ့ကုသစရာဆေးဝါးမရှိတဲ့အတွက်အကြံခုံကလုံစားချက်ပေမထူးနေမထူးသဘောမျိုးနဲ့ မရမကနယ်မြေထွက်ပေါက်ရှာနေတာဖြစ်ပါတယ်။ဒီနေရာမှာဆိုရင်ကျမတို့ငဖဲမောင်ကိုကျမတို့ပြည်ဗရောင်းအုပ်ချုပ်ဘက်မှာကိုတက်မတော်ကနေပြီးချမ်းဖတ်သမားတွေကိုဖိဖိစီစီနှိမ်နှင်းနိုင်တာကိုတွေ့ရပါတယ်။အေယော်ရီတိုင်းစစ်မျက်နှာမှာကျမတို့ပသိမ်မုံရွာလန်းကို 2022အလွန်ခဲတဲ့2022တဲ့ကရပသမားတွေကမျက်စောင်ထိုးခဲ့ပြီမဲ့အခု2025ရောက်မှသာသူတို့ပသိမ်မုံရလမ်းမှာအနေငယ်စုပုံမှုတွေလုပ်နိုင်နေဒါကိုကြည့်ချင်အားဖြင့်2022လောက်တဲ့ကပသိမ်မုံရလမ်းကိုသူတို့ထိန်းချုပ်နိုင်ပြီသူတို့သိမ်းနိုင်ပြီလို့ကြေကျော်ခဲ့ပြီမဲ့အခု2025ရောက်တဲ့အထိပသိမ်မုံရလမ်းပေါ်မှာရေးရဲဝုန်းဝန်းမနေနိုင်သေးဘူးဆိုတာကြည့်ရင်အကျန်းဖတ်သမားတွေက online တိုက်ပွဲမှာသာနိုင်ပြီးတော့အမြေပြင်မှာအသိဆိုးနဲ့တင်နေတယ်ဆိုတာပေါ်လွင်နေတယ် စ္စည်းထဲမှာပဲအေအေကနော်အရွယ်ရောက်ပြီးသူတိုင်းမဖြစ်မှန်နေစစ်မှုထမ်းရမယ်ဆိုပြီးတော့စစ်သားတက်တွေခေါ်ယူနေတာကိုကြည့်ချီအားဖြင့်ရခိုင်နေဟာအေအေထုံးမြင့်နိုင်အကြောင်းမျိုးတုံးတော့မယ်လူမျိုးတုံးတော့မယ်အချိန်ကြီးရောက်နေပြီဆိုတာကျွန်တော်တို့တွေ့ရပါတယ်နောက်ဆုံးတစ်ခုကကျွန်တော်တို့တမရိုနေခန္ဓာကို BBC ကနေပြည်တော်ထိလာပြီးအဘဘောကိုမှသွားတာတွေ့ရတယ်နော်တချိန်လုံးစစ်ကောင်စီစစ်ကောင်စီဘူဂျုံမူကြီးဟောဆရာနာရှင်မင်းအောင်လိုင်းပြီးပြီးတော့ပြောခဲ့တဲ့ BBC ကအခုကြတော့တမလောကကိုရေးဦးစီးချုပ်ဘူဂျုံမူကြီးမင်းအောင်လိုင်းမှာဆိုပြီးတော့နေပြည်တော်ထိလာပြီးအဘဘောကိုမှသွားတယ်ရှေ့မှာ VOA နဲ့ RFA တို့တရောင်းစာခွက်ပြောက်ကိန်းကြုံသွားတဲ့အခါ BBC ကလည်းပဲထမိန်ခြုံသားကဘောခိုးမှနေတယ် ဆိုတော့အမခင်မှာထမိန်ချုံပြီးအဘခင်မှာဘောမတဲ့လူနဲ့ချမ်းသာရေပေါ်စီနေတာကြီးပွားကောင်းလာတဲ့ခေတ်ဖြစ်တယ်။ဒီနေရာမှာကျွန်မအဓိကပြောချင်တဲ့အချက်ကဆိုလိုချင်တဲ့အချက်က BBC ဆိုတာတစ်ချိန်လုံးကျွန်မတို့တက်မော်နဲ့ပြည်သူကြမှာသွေးခွဲပြီးရန်တိုက်ခဲ့တဲ့မီဒီယာ BBC ရဲ့သတင်းတွေကိုကြည့်ကြရခင်ကျမတို့ကတဖြည်းဖြည်းတက်မတော်ပေါ်မှာလူတို့ကစိတ်ဝမ်းမကွက်ခွဲအောင်နင်းမျိုးစုံနဲ့နှစ်ပေါင်းများစွာအစိတ်ခက်ခဲတဲ့မီဒီယာဖြစ်တယ်။ဒါပေမဲ့ဒီလိုမီဒီယာကိုတော့မှကျမတို့နိုင်ငံအကြီးအကဲတွေကခွင့်လွှတ်တီးခံပေးနိုင်လို့ရှိရင်အောက်ခြေမှာကျမတို့နိုင်ငံကိုချက်ပါတယ်အတိုင်းမျိုးကိုချက်ပါတယ်အဘကိုချက်ပါတယ်ဆိုတဲ့လူတွေကိုယ်တိုင်ကလည်းလျှော်တဲ့နာလျှော်ပြီးလှော်တဲ့နာလှော်ဖို့လိုပါတယ်။ကြည့်တဲ့မှုတွေငယ်သွားအောင်ငယ်တဲ့မှုတွေပပြအောင်လုပ်စီကြပါတယ်ဆိုတော့ဒီရက်ထဲမှာ အာကိုစောဘဟိနဲ့ပတ်သက်ပြီးတော့အာတချို့ပြောဆိုမှုတွေပေါ့နော်ကိုစောဘဟိကဒီရန်ကုန်မန္တလေးအမြင်လန်ပြက်ခတ်ခံရမှုတွေပတ်သက်ပြီးတော့သူပြောဆိုမှုဟာတဲ့ညာဒီတက်မတော်အတွင်းမှာအထက်နဲ့အောက်ကြမှာစိတ်ဝမ်းကွဲမှု ဖြစ်စေပါတယ်ဆိုပြီးတော့ကိုစောဘဟိကိုဟိုဖက်စီစစီဘို့ဆိုတာမျိုးတွေပြောဆိုနေကြတာတွေရေးသားနေကြတာတွေတွေ့ရတယ် ဆိုတော့ BBC လိုနှစ်ပေါင်းများစွာစစ်တပ်နဲ့ပြည်သူကိုတွေးခွဲရန်တိုက်ခဲ့တဲ့ပြည်ဖြတ်မီဒီယာကိုတောင်မှအဘကအမြတ်တကယူနာကြီးမားစွာနဲ့တပ်မတော်နေအခမ်းအနားတွေတက်ရောက်ခွင့်ပေးထားလို့ရှိရင်ကိုဇော်ဘဟင်းရဲ့အဲပြောဆိုမှုကိုဇော်ဘဟင်းပြောတာကစစ်တပ်ကြားမှာတွေးခွဲစီရယ်ဆိုရင် BBC လောက်များစိုးနေသလားကျမတို့ကဒီအချက်တွေကိုပြန်လဲဖာထေးပြီးတော့ဒီလူဟာတိုင်းပြည်နယ်လူမျိုးတွေနိုင်ငံအတွက်ကောင်းတာတွေဘာလုပ်ခဲ့တယ်လဲစိုးတာတွေဘာလုပ်ခဲ့တယ်လဲ လောကချိတ်ခွေရှာပေါ်ထဲ့ချိန်ပြီးတော့အလေးတာတဲ့ဘက်ကိုကျမတို့ဦးစားပေးရွေးချယ်ဖို့လိုပါတယ်။ဆိုတော့ကိုစောဘောင်းရဲ့အခုအမြန်လက်ပြခတ်မှုပေါ်မှာပြောဆိုမှုကအမှန်တကယ်ပဲသူကသူ့ရဲ့ပြောဆိုမှုကမှားယွင်းခဲ့လို့နော်အမှန်တကယ်ပဲတက်မော်တွင်းမှာစိတ်ဝင်ကွဲစေမှုဖြစ်သွားခဲ့တယ်ဆိုရင်တောင်မှ BBC လောက်အပြစ်ကြီးနေသလား။ကျမတို့က နော်သူလုပ်ခဲ့တဲ့အရာတွေသူပေးဆက်ခဲ့တဲ့အရာတွေသူဆွမ်းဆောင်ခဲ့တဲ့အရာတွေနဲ့နှိုင်းယှဉ်ပြီးတော့ကြီးတယ်မူငယ်စေချင်ပါတယ်ငယ်တဲ့မှုကိုပပျောက်စေချင်ပါတယ် BBC လိုပြည်ဖြတ်မီဒီယာကိုတော့ပါစားပေးပြီးခွင့်လွှတ်နိုင်လို့ရှိရင်တချို့တော့အမှုလေးတွေကိုလည်းခွင့်လွှတ်ပေးစေချင်ပါတယ်